ဟယ်လိုအားလုံးပဲမင်္ဂလာပါအခုသင်္ကန်းလာမှာကျွန်တော်ကျွန်တော်ဟိုကက်စတမ်ကောလမ်တချို့ကျွန်တော်ထပ်ပြီးထည့်ခြင်းနေပေါ့နော် SQL မှာဆို alias ပုံစံမျိုးပေါ့နော်အဲ့ဟာလေးကျွန်တော်ရေးကြည့်အောင်ပေါ့နော်အဲ့ဒါလွယ်လွယ်တယ်ဗျဥပမာကျွန်တော်အခုအမ် dollar sign အမ် mesh နဲ့အ state က MA ဖြစ်တဲ့ကောင်တွေပဲကျွန်တော်ရှာကြည့်လိုက်မယ်โอเคတစ်ချက်ဒီကောင်လေးကို မလာပြီး paste ကြည့်အောင် okay ဒါဆိုရင်ဒါ data တွေထွက်လာတယ်ပေါ့နော်အဲ့ဒါဒီ object ထဲမှာကျွန်တော်ဘာထည့်ထည့်ခြင်းလဲဆိုတော့အာ full state name okay full state name ဆိုပြီးတော့အဲမြန်မာဆိုပြီးတော့ကျွန်တော်အကုန်လုံးပါဗျာ feed ဒီ object တွေအကုန်လုံးမှာကျွန်တော်ထပ်ပြီးတော့ထည့်ခြင်းနေပေါ့နော် okay အဲ့ဒါလေးကျွန်တော်ထည့်ကြည့်မယ်အဲ့ဒါလေးကျွန်တော်ဒီ aggregate ရဲ့အာ pipeline တစ်ခုအနေနဲ့ကျွန်တော်ထည့်ပေးရမယ်ပေါ့နော်အဲ့တော့ dollar sign @ fiel fiel ds fi ရဒီ okay fv နဲ့ဒီဒီ object ထဲမှာကျွန်တော်တို့ဘာတွေထည့်မှာလဲ okay full state name full column ထားတော့ myan အမည်မြန်မာလို့ကျွန်တော်ပြောလိုက်မယ် okay ဒီကောင်လေးကျွန်တော် copy တစ်ချက်ကူးလိုက်မယ်ဒီမှာလာပြီးတော့ page ကြည့်အောင်ဒီမှာ full state name မှာကျွန်တော်တို့မြန်မာဆိုပြီးတော့အကုန်လုံးမှာပါလာတယ်ပေါ့နော်နောက်တစ်ထပ်ထည့်ခြင်းတဲ့ column တွေဒီမှာထပ်ပြီးတော့ထည့်ရုံပဲထားပါတော့ okay name okay ဒီလိုကျွန်တော်ပြောလိုက်မယ် ဒီပုံစံတိုင်းကျွန်တော်တို့ဒီ fee တွေအာထပ်ပြီးထည့်လို့ရတယ်ဗောနော်ဒီမှာ name mdk ရဲ့ name mdk ဆိုပြီးကျွန်တော်လာပြတယ် okay အဲ့တော့ဒီ aggregate ရဲ့ dt ကိုနားလည်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နောက်ထပ်သင်ခန်းစာတစ်ခုမှာကျွန်တော် sql မှာဆို join ဒီ no sql ဗောနော် mongodb မှာ mongodb မှာဗောနော် mongodb မှာဆို look up အဲ့ look up ကိစ္စကိုကျွန်တော်ထပ်ပြီးတော့ပြောရအောင်ဗောနော်နည်းနည်းတော့အာစိတ်ဝင်စားစရာကောင်းလာပြီဗောနော် okay အားလုံးပဲကျေးဇူးပါ